CDM FN ကိုအပိနာစင်ဝင်းရံလျက်ရှိကြသောတောတရှင်တော်လံမိဘပြည်သူညီကိုမောင်နှမတို့အားလုံးမင်္ဂလာပါကျွန်တော်အခုတင်ဆက်ပေးသောမှာကတော့ကျောင်းဆရာ ABSTF အကိုရေးသားထားတဲ့နှွေဦးရဲ့စစ်ဖက်နဲ့ရှေးရများဆိုတဲ့စာအုပ်အပိုင်းလေးကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှေးရတွေမှာကျွန်တော်တို့အပိုင်း1အပိုင်း2အပိုင်း3ကိုတင်ဆက်ပေးထားပါတယ် အပိုင်း1နှစ်3ကိုနားမထောင်ရသေးဘူးဆိုရင်ကျွန်တော်တို့ CRM FN ရဲ့ YouTube Channel တွင်ဦးရဲ့စစ်ဖက်နှံရှေးရများ playlist မှာ on ထားပြီးတော့နားဆင်နိုင်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်အပိုင်းလေးကိုကျွန်တော်တင်ဆက်ပေးသွားပါတော့မယ်။တွင်ဦးရဲ့စစ်ဖက်နှံရှေးရများအပိုင်းလေးကျွန်တော်လဲခီးပန်းလာတာကတကြောင်အလှဲကျကင်းဆောင်ရဲဘော်ရှိတာကတကြောင်မို့ကိုကင်းချိန်မရောက်ခင်မှာစစ်ပကတ်ဆွဲပြီးအနားယူတော့တာပဲ။ 9မိနစ်တခါလောက်ပြစ်နေတဲ့လက်နက်ကြီးတန်းတအုံအုံကြားလဲအိပ်ပျော်အောင်အိပ်ရတာပဲရန်သူကတော့ကျွန်တော်တို့ကိုအနာပေးမှာမဟုတ်ဘူးဒီအကြမ်းဖက်စစ်မိတ်စာတွေဟာသူတို့ အသက်ရှင်သန်ချိန်မှရင်ကျွန်တော်တို့ကိုနှောက်ယှက်တာမဟုတ်ဘူးတခါတလေသေပြီးနောက်ပိုင်းအထိနှောက်ယှက်တတ်သေးတယ်အဖြစ်ကဒီလိုဗျကျွန်တော်ကင်ထားတဲ့ MA1 တနက်ကရန်သူစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးရလာတဲ့တနက်ဗျဒီတနက်ပိုင်းရှင်အကြမ်းဖက်စစ်သားဟာအဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာကြာသွားတယ်လို့သိရတယ် ူအလောင်းစီကနေဒီတနက်ကိုတင်းဆဲရမိပြီးနောက်ဖြုတ်ပြီးတိုက်ရွတ်တဲ့အခါမောင်းထုံးတဲကနေသွေးစရီပါထွက်လာတယ်လို့ပြောကြတယ်။ရန်သူလက်နဲ့ကိုလက်နဲ့ပဲလေဒီစစ်မြေပြင်မှာတော့ဒီတနက်ဟာကျွန်တော်လက်ထဲရောက်နေတဲ့ကျွန်တော်အပိုင်မင်းအဲ့ဒီညကမအိတ်ခင်ကြီထိုးလုံချုံကြီးခလုတ်ပိတ်ပြီးအိမ်မယ်ပေါ့ဒါပေမဲ့ကြီထိုးတာဘလို့မှထိုးမရခဲ့ဘူးအမေဝမ်းတနက်တွေကကြီထိုးရလွယ်တယ်ပြစ်လို့ကောင်းနေတော်ယုံကြီးမညက်ဘူးလို့ပြောကြပြီမယ်ဒီတနက်က ျွန်တော်လက်ထဲရောက်ရောက်ရှင်ညမှာပဲကြီထိုးမရခဲ့ဘူးမနေ့ကျမှအရာရှိကိုတင်ပြကတနက်လဲပေးခိုင်းမယ်လို့တွေးပြီးပခတ်ပေးလက်တကန်းအကွာကတင်ကိုင်းထောက်တိုင်ပေါ်တင်ပြီးအိတ်တော်တာပဲဘလောက်အထိအိပ်ပျော်သွားလဲမသိဘူးကျွန်တော်ပခတ်ဘေးနားကိုရှောက်လာတဲ့ရှည်တန်ကြတော့ယူတရက်လက်ကတနက်ပေါ်ရောက်သွားခဲ့တယ်ဒါဟာလေတော်လင်ရဲ့ဘဘဝရဲ့နေသားကြမှုပဲဗျ။ဒီရင်ကကျွန်တော်ဟာတခုခုဆိုနှေးကွေးလေးလံလွန်ခဲ့သူပါ။ တော်လည်းရဲဘော်လေးဖြစ်လာမှသာရှေတွက်လက်တွက်ရှိပြီးနားပါလာတာအခုလဲပကတ်ဘေးနာစစ်ဖနက်နဲ့လမ်းချောက်တန်ကြားတာမို့အိပ်ပျော်နေရကနေဖြက်ခနေလက်ကအလိုလိုတနက်ပေါ်မှာနောက်မှခင်းဆောင်မို့လာနို့တာဖြစ်မယ်ဆိုပြီးသတိဝင်လာလို့မျက်လုံးမဖွင့်သေးပဲအသာမှိန်နေလိုက်တယ်ထိုအခိုင်ကျွန်တော်တနက်လေးပြန်ပေးပါဗျာတဲ့ပီပီတတပြက်ပြက်တတအနားမှာကြားလိုက်ရတာဗျဒါနဲ့ချက်ချင်းထထိုင်ပြီးကြီးလိုက်တော့ဘသူမှမရှိဘူး ကင်းလာနိုးတာလားလို့နိုင်ရင်ကြည့်တော့လဲကျွန်တော်ကင်းချိန်ရောက်ဖို့အဝေးကြီးလိုသေးတယ်တခြားရဲဘော်တွေကလည်းခလန်းလန်းကသူတို့တတ်မှတ်နေရာတွေမှာအိပ်ပျော်နေကြတာစိတ်ထဲမှာထောင်းကနေဖြစ်သွားပြီးဝေးဝေးသွားနေနောက်တစ်ခါလာထက်တောင်းရင်နောက်တစ်ခါထက်သေးသွားမယ်ငါ့ကိုဘာမှတ်နေလဲလို့ငေါလိုက်မှနောက်အဲ့ဒီတနက်နဲ့ပတ်သက်ပြီးဘာသာမှမကြားရတော့ဘူးညကကြီးလုံးဝထိုးမရခဲ့တဲ့တနက်ကမနေ့ကျတော့လဲတစ်ချက်သေးထိုးယုံနဲ့ချောချောချူချူဝင်သွားတာပဲ ခမရတို့ယုံကြမယုံပေါ်မယုံရင်လဲပုံပြင်လို့မှတ်ကျွန်တော်ကတော့ယုံနေဒီအကြမ်းဖက်စစ်ခွေးတွေဟာသူတို့အသက်ရှင်နေမှာတယ်မကတင်းဆုံးပြီးနောက်ပိုင်းတော့ကျွန်တော်တို့ကို လိုက်နှောက်ရှက်နေတတ်တယ်ဆိုတာမနက်9နာရီလောက်မှာရဲဘော်အားလုံးနှုတ်ထလာကြတယ်မဟာမိတ်ရဲဘော်အရှုကဆော့ဆော့ထပြီးထမင်းရှက်ထားတာမို့အသင့်အစားယုံပါပဲခမရတို့ကိုတခုပြောပြရအောင်မယ်ရှေးတန်းစစ်မြေပြင်မှာမနက်6နာရီခွဲလောက်ထရှက်ပြုတ်ပြီးကြက်တာနဲ့အဝစားထားပြီးတော့ ။ဘာလို့ဆိုဘယ်အချိန်မှာဘယ်ကိုသွားရမင်းဘာအလုပ်လုပ်ရမင်းဘလို့တာဝန်နေပေးလာမင်းဆိုတာကြုံမသိနိုင်ဘူးလေ။ဒီတော့မနဲ့အစောကတည်းကခမရတို့ဘိုက်ပြည့်နေဘူးတော့လို့မင်းမနဲ့စာမှုအများကြီးမစားနိုင်တော့ဘူးလို့ထင်မနေနဲ့ဗျ။ကျွန်တော်ဆို အရင်ကမနက်စာကိုထမင်းအောင်မစားတတ်တဲ့သူရဲဘော်ဘဝရဲ့နေသားချမှုကခမ ्या ကိုပြုပြင်သွားပါလိမ့်မယ်။အခုလဲမဟာမိတ်ကရင်ဘိုးလေးရောက်လာပြီးတကယ်ချင်းတို့ကားလဲဟိုဘက်မှာရန်သူရာကြီးကင်းစခန်းရှိတယ်။ကျွန်တော်တို့ပျောက်ကြားသွားပြေးရမယ်။ ကျွန်တော်အဝင်အထွက်လမ်းကြည့်ထားပြီးသားကျွန်တော်ရှီလန်းအတိုင်းနောက်ကလိုက်ခဲ့ကြဟင်မကုံသေးတဲ့စောင်းရသည်ရဲ့ဝီလီဝီလင်းစင်းင်းတွေကြားမိုးဖွားလေးတွေကလည်းကြာလို့ရာသီဥတုကအေးဆက်ဆက်ဒါပေမဲ့ကျွန်တော်တို့ចောင်းသားရဲဘော်တွေရဲ့ခဏကိုကသွေးတွေပူနွေးလျက်ကျွန်တော်တို့အကြံဖက်စစ်မိတ်စာတွေကို ပြန်ပြည့်ရတော့မယ်ကျွန်တော်တို့မျိုးသိမ့်ထားခဲ့ရတဲ့ဒေါသတွေပေါက်ကွဲထွက်ပြရပါတော့မယ်ဒီလိုနဲ့ကရင်ဘူလေးနောက်ကနေသူ့ရှီလန်အတိုင်းတရိပ်နဲ့တရွိရွိလိုက်သွားခဲ့ကြတယ် ဘေးကိုရှော့ထွက်သွားဖို့မကြိုးစားနဲ့ဗျမိုင်းခွင်းတွေကိုဖျက်နေရတာမိုင်းဆိုတာကျွန်တော်တို့တော်လိုင်းရဲဘော်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာပဲလက်နက်အင်အားလူအင်အားအစမတန်တာလုံနေတဲ့စစ်ကောင်စီအကြမ်းဖက်တွေကိုအထိနောက်အောင်ရန်သူစစ်ကြောင်းကိုကြန့်ကြာအောင်လုပ်နိုင်တာဒီမိုင်းပဲဗျရန်သူနဲ့အနီးကပ်နေရတဲ့အချိန်မှာကိုထောင်ထားတဲ့မိုင်းကကင်းဆောင်ရဲဘော်ပဲဗျကိုအသက်ကိုကယ်ဖို့မိုင်းကွင်းခင်းထားရလိမ့်ရှိတယ်ပြီးရင်တော့ ဒီမိုင်းတွေကြပြန်ဖြတ်ရမယ်ဆိုသတိထားပြီးသွားပြီတော့ပဲဂိမ်းတွေထဲမှာလို့ကိုထောင်သားတဲ့မိုင်းကကိုအတွက်မပေါက်ဘူးမထင်နဲ့မိုင်းဆိုတာရန်သူရှစ်တော့ပဲဖြစ်ဖြစ် ကို့ရှစ်တော့ပဲဖြစ်ဖြစ်သူ့အပေါ်နင်းလာတဲ့သူကိုတစ္ဆာရှိရှိပေါက်ကွဲပြလိုက်တာပဲဒါကြောင့်အမတ်တညာထားပြီးသတိနဲ့ဖြတ်ကျော်ကြရမယ်ဒါပေမဲ့တိတ်လည်းမကြောက်ပါနဲ့ကျွန်တော်လိုမျက်စိရှမ်းပြီးအမတ်တညာအားနေတဲ့သူတောင်တော်လိုင်းရဲဘော်တယောက်ဖြစ်လာတဲ့အခါဒီလိုပဲကြော်ဖြတ်လာနိုင်တာပါပဲ ခမရတို့အတွက်ဆိုမြစ်တောင်ခက်ရတဲ့လောက်တော့ခက်ခဲမယ်မထင်ပါဘူး။ဒါမှမဟုတ်သေးလို့ကြောက်တတ်သေးတယ်ဆိုရင်လဲကျွန်တော်ရဲ့မိုင်းကွင်းဖြတ်နည်းကိုတခါတည်းတင်ပေးလိုက်မယ်။ကျွန်တော်ကတော့မိုင်းကွင်းဖြတ်လျှောက်တဲ့အခါကျွန်တော်တိတ်ချင်ရတဲ့မိမပြိုလေးရဲ့မျက်ဝန်းတစုံကိုပြန်ငေးရအောင်မယ်ဆိုတဲ့စိတ်နဲ့ဖြတ်လျှောက်တာပဲ။ဟဲဟဲတော်ရင်ကတော်လင်ရဲ့လက်နက်ကင်စစ်သားလေးဆိုပြီးတန်ရုံးစင်းနဲ့အနောက်အဖွဲရင်းမရှိဘဲခတ်ထန်ကြမ်းတမ်းနေမယ်လို့မထင်ပါနဲ့။ကျွန်တော်မှလည်းခမရတို့လိုနူးညံ့သိမ်မွေးတဲ့နှလုံးသားတစ်ခုပိုင်ဆိုင်ပါသေးတယ်ဗျ။ အဲ့ဒီနူးညံ့သိမ်မွေ့တဲ့နှလုံးသားရိကြောင့်ပဲတော်လန်ရေးစစ်သားတယောက်ဖြစ်ခင်ရတာပဲလေကျွန်တော်မှအဲ့ဒီစိတ်နဲ့မိုင်းကွင်းဖြတ်ရတဲ့ရည်ရွယ်ချက်နှစ်ချက်ရှိတယ်ဗျတစ်ချက်ကရှစ်တော့ထိုးမိမပြိုလေးရဲ့မျက်ဝန်းတစုံကိုပြန်ငင်းနိုင်ဖို့အသက်ရှင်ရရှိနေရအောင်မယ်ဆိုပြီးအဆဆအယယာသတိထားနိုင်ဖို့ရင် နောက်တစ်ချက်ကမတော်တဆများရှေးအရှာမှားလို့နင်းမိခဲ့ရင်ကျွန်တော်ရဲ့နောက်ဆုံးထွက်သက်ဟာထိုးမိမပြိုလေးရဲ့မျက်ဝန်းတစုံကိုတတိယရဲ့စိတ်နဲ့ပဲတည်ဆုံးရပါစေဆိုတာပဲ ်ခမရတို့ယုံကြည်မှလည်းယုံနိုင်တယ်မယုံရင်ပုံမြင်လို့မှတ်နိုင်တယ်ဒါဟာကျွန်တော်ရဲ့အကောင်းဆုံးမိုင်းကွင်းဖြတ်ကျော်နည်းပဲဒီလိုနဲ့ကားလန်တစ်ဖက်ရှမ်းယာယီစခန်းထဲကရန်သူကိုမြင်ရတဲ့နေရာကိုရောက်လာခဲ့ကြပြီးရန်သူကိုမြင်ပြီးဆိုပြီးပြစ်ရှင်တိုင်းပြစ်ဖို့တော့မတွေးနိုင်နဲ့အကုန်ကစင့်ကလေးရနဲ့ဒုက္ခရောက်ကုန်လိမ့်မယ်အရာရှိရဲ့စီမံခန့်ခွဲမှုအမိန့်ကိုဆောင်အောင်ပြဒါမှပိုင်ပိုင်နိုင်နိုင်နဲ့ကိုယ့်ဘက်ကအထီးအခိုက်နေမှာ ဟိုပိုလေးနဲ့တဖွဲ့လိုက်သွားဟိုဘက်ကနေရန်သူပတ်တက်မလာနိုင်အောင်နေရတော့ပိတ်ထားဒီပိုလေးနဲ့ကတဖွဲ့လိုက်သွား RPG ပါယူသွားကျွန်တော်ပြစ်ခိုင်းမှပြစ်နော်တငယ်ချင်းတို့ကဒီကနေပြစ်မယ်ကျွန်တော်တို့ဘက်က drone အရင်လာကျဲပေးလိုက်မယ် drone ကျဲပြီးပြီဆိုတာနဲ့ပြစ်နော်ဆိုပြီးစီမံခန့်ခွဲပေးတယ် drone ကျဲပြီးတာနဲ့ဘာပြောကောင်းမလဲကျွန်တော်တို့ပြစ်လိုက်ကြတာပိုလေးက yes ဆိုမှရက်ကြတယ်ဝတ်ဆိုတာနဲ့မြေကြီးမှာပြားနေအောင်ဝတ်ကြတာပဲမဝတ်လို့မရဘူးလေ ရန်သူဘက်ကပြစ်တဲ့40မမတွေတအုံးအုံးနဲ့အနားမှာကြာနေတာကျွန်တော်တို့ရှိမဲ့ထင်းတဲ့ဘက်တွေကိုပြစ်လိုက်တဲ့ကြီးစံတွေဆိုတာမိုးရွာလာသလိုတဖွဲဖွဲရောက်လာတာဗျာကျွန်တော်လားတင့်ငုံလေးဘေးမှာအိမ်မြောင်တကောင်လိုပဲကပ်ပြီးဝင့်နေပုံများခမရတို့တွေ့ရင်ဘလောက်တောင်ကြီးလိုက်ကြမလဲပဲပျောက်ကြားစည်းရဲ့အာသာချက်ကအဲ့ဒါပဲဗျကိုဘက်ကအထီးအခိုက်အကြအဆုံနေတာပဲခုလဲကြည့်လေ ဒီလောက်လက်နက်ကြီးတွေနဲ့ဂျီဇန်တွေပလူပြန်အောင်ပစ်ခံနေရတာတော့ကျွန်တော်တို့ဘက်ကအထီးအခိုက်မရှိခဲ့ကြဘူး။ရန်သူဘက်ကရောလား။ပျောက်ကြားပစ်ပြီးအပြန်မှာကရင်ဘိုလေးရဲ့ဆက်မှာရန်သူဆက်လိုင်းကိုဖမ်းပြီးနားထောင်နေတာမို့သူတို့အချင်းချင်းပြောတဲ့စကားအရစစ်သားတယောက်ကြသွားတယ်ဆိုတဲ့အကြောင်းသိရတယ်။ဒါဟာကျွန်တော်တို့ចောင်းသားအဖွဲ့ရဲ့ပထမဆုံးပွဲဥထွက်ပျောက်ကြားပစ်တာဗျ။ဘလောက်အထာကြလိုက်တယ်လဲဆိုတာ။ခင်ဗျားတို့ကိုကျွန်တော်တခုပြောပြရအောင်မယ်။ ျွန်တော်ရောက်နေတဲ့တမဟာငါစစ်မြေပြင်ဆိုတာတလတာထိတွေ့တိုက်ပွဲပေါင်းစည်းရင်းရှုံရင်အနည်းဆုံး300အထက်မှရှိတယ်။ဒီနေ့ကိုဒီလိုထိတွေ့တိုက်ပွဲ ပြင်းပြဆယ်ပွဲလောက်ဖြစ်နေတာမဖြစ်ခံနိုင်ဘူးလားအကျန်းဖက်စစ်ကောင်စီတက်ကလည်းအင်အားအလုံးအင်းနဲ့ခဏခဏစစ်ကြောင်းထိုးလာတက်တယ်လို့ကျွန်တော်တို့မဟာမိတ်တပ်ပေါင်းစုရဲ့ပျောက်ကြားတက်ဖွဲ့တွေဆိုတာကလည်းပကံဖျားတွေလိုပဲလက်ညှိုးထိုးမလွဲအောင်ဖြန့်ချနိုင်တာအပြတ်တဖွဲ့နဲ့တဖွဲ့အချင်းအဆက်မိမိနဲ့လှုပ်ရှားနေကြတာပဲ။ ဒီနေရာမှာမဟာမိတ်တပ်ပေါင်းစုလို့သုံးလုံးလိုက်တာကတပွဲချင်းစီရဲ့အမိတွေကိုထုတ်ဖော်မပြောချင်လို့ဆိုတာခမရတို့နားလည်ထားရမယ်။ခမရတို့ကျွန်တော်ရှိရာစစ်မြေပြင်ကိုလူကိုယ်တိုင်မရောက်လာသေးသေး၍အဆဆအရရာအသေးစိတ်တော့မသိနိုင်ဘူးလေ။အဲ့ဒီကရင်ပိုလေးရဲ့ဥဆောင်မှုနဲ့သူ့ခွင်ထဲမှာရှိတဲ့စစ်ကောင်စီယာယီအထိုင်စခန်းတွေကိုပျောက်ကြားပွဲအတော်အတန်ပြစ်ခဲ့ကြရတယ်။ဒီနေ့မှာဘိုလေးကတကယ်ချင်းတို့ခွင်နှစ်ဖက်ကိုရန်သူစစ်ကြောင်းထိုးလာလို့ ပိတ်ဆို့ပြောက်ကြတိုက်ခိုက်ဖို့တငေချင်းတို့အဖွဲ့တွေက9ရောက်စစ်ကူလိုက်သွားရမယ်။ကားလာခေါ်လိမ့်မယ်ပြင်ဆင်ထားပါတဲ့။လူကြီးထုတ်လိုက်တော့ကျွန်တော်အပေါင်းအဝင်9ရောက်သွားရဖို့ဖြစ်လာတယ်။ကျွန်တော်ရဲ့စစ်ကြောင်းမှုကပြောက်ကြစစ်မှုငါတို့တပ်ဖွဲ့ကရဲဘော်တွေအဖွဲ့အများကြီးဖြန့်ခွဲထွက်သွားရတာမှန်တယ်။ဒါပေမဲ့ရဲဘော်တို့9ရောက်ကတော့နောက်ထပ်ထပ်မခွဲရအောင်မဟာမိတ်ကိုတေချာပြော့ပြလို့မှားတယ်။ပြီးတော့စစ်ပစ္စည်းကလွှဲရင်ဂျင်းနေပစ္စည်းတန်းနိုင်သမျှရှော့တဲ့ကြ စစ်တိုက်တာ ပေါ့ပေါ့ပါပါဖြစ်နေရမယ်လို့ပြောတာနဲ့ဝတ်ထားတဲ့ယူနီဖောင်းအပြင်အရက်ဝတ်နှစုံနဲ့ပစိုးတစ်ထည်ထည့်ပြီးကျန်းနာအကုန်စစ်ပစ္စည်းကြီးပဲထုတ်ပိုးထားလိုက်တယ်။မဟာမိတ်ကလာခေါ်တော့ညနေဆောင်နေပြီ။ကရင်ဘိုလေးကကားစီးတဲ့အခါတနက်တွေကြည်ထိုးပြီးအစ်စ်အနေထားနဲ့စီးနော်ရန်သူနဲ့အချိန်မရွေးတိုးနိုင်တယ်။ဆိုရာနဲ့သတိထားပြီးလိုက်စီးခဲ့ရတယ်။ရွာတရွာရဲ့အလုံးမှာကားရက်သွားတယ်။ကားပေါ်ကဆင်းဆင်းချင်းကရင်ဘိုလေးတယောက်ကအနားရောက်လာပြီး ကျို့ဖို့ចောင်းသားတက်ဖွဲ့လားဒီမှာလဲចောင်းသားတက်ဖွဲ့ကရဲဘော်တွေရှိတယ်ဒီလန်းကရန်သူလာနိုင်တာမို့သူတို့ကတော့တဏီကုံမိုင်းထမ်းမိုင်းထောင်ပြီးအခုကင်းမိုးဝင်နေကြတယ်ကျွန်တော်တို့ရဲဘော်တွေရောအခြားမဟာမိတ်ရဲဘော်တွေရောရှိတယ်ရဲဘော်တို့ကဟိုနေရာတဝိုက်နေရာယူထားပေးနော်လို့ပြောပြီးထွက်သွားတယ်သူညွန်ပြရာနေရာမှာရှုံရှင်းအိတ်တွေရှနေရာယူပြီးခဏအကြာကရင်ပိုလေးကသူစီအရင်ရောက်နေတဲ့ကျွန်တော်တို့တပ်ဖွဲ့ကတမှုငယ်တယောက်ကိုခေါ်လာတယ် ဒီစစ်မြေပြင်ကိုဆောက်ရောက်ကလေးကပျောက်ကြားဆင်းမှုအဖွဲတွေအများကြီးဖြန့်ခွဲ ထွက်ခဲ့ရတဲ့ကျွန်တော်တို့ရဲဘော်အရှင်ရှင် ပြန်တွေ့တာနဲ့အာရဝန်တာဖတ်ပြီးဒီမှာဘသူတွေရှိလဲဘသူတွေနဲ့ဘယ်နေရာမှာတွေ့ခဲ့ကြသေးလဲထိခိုက်ဒဏ်ရာရသူရှိသေးလားစားသပြေတန်းစီမင်းကြတော့တာပဲမီးလို့မှတိတ်မကြသေးခင်နောက်ထပ်ကရင်ဗိုလ်လေးတယောက်ကယောက်ဖားရေယောက်ဖားတို့ခုနကလာတဲ့ကျိုးဖိုးចောင်းသား9ယောက်နဲ့ကျွန်တော်စီကဟိုတယောက်ဟိုဘက်တောင်ချေကပလက်ဘယ်ရွာဘက်ကိုစစ်ကူသွားရမယ်အဲ့ဘက်မှာလူလိုနေတယ် ိုတာနဲ့ရှင်းရှင်းပြင်ဆင်ရပြန်တယ်။အခုပဲရောက်အခုပဲရှုံရှင်းနေရာယူထားပြီးအောင်ရှိသေးတယ်။နောက်တနင်္လာကိုဆက်ထွက်ရမယ်ဆိုတာနဲ့ခမရတို့နည်းနည်းစိတ်ရှုပ်သွားကြသလား။တော်လေးစစ်သားပြောက်အနေနဲ့ဒါဟာမထူးဆန်းဘူးဗျ။ယုံကြည်ချက်တစ်ခုအတွက်လူအသက်တွေကိုရင်းမိတိုက်နေကြရတာမို့အချိန်တီးကြရမယ်၊လှင်မြန်ရမယ်၊အမိန့်နာခံမှုအားကောင်းရမယ်။ဒီတော့ဘာစင်ကြီးမှပေးဖို့မကြိုးစားနဲ့။နောက်တနင်္လာမှာခမရကိုလိုအပ်နေပြီ။ကားပေါ်တက် ရှင်းရှင်းထွက်မယ်။ ပလက်ဘေရွာကရင်နယ်မှာမို့အတန်မှားနိုင်ပါ रे ပလက်ဘေရွာရဲ့အလုံးလေခွေနဲ့တနည်းအားမှာကားရက်သွားတယ်ကားပေါ်မှာပါလာတဲ့ရိတ်ခါဆန်နဲ့မိုင်းတွေကို အောက်ချနေတော့လာကြိုတဲ့အဖွဲရောက်လာတယ်အဲ့ဒီအဖွဲကကရင်ဘိုလေးကတငယ်ချင်းတို့ဘယ်နှယောက်ပါလာတယ်တငယ်ချင်းတို့ဘယ်နှယောက်ပါလာလဲတန်းစီကြလူခွဲရအောင်နဲ့ចောင်းသားအဖွဲ9ယောက်နဲ့ကရင်ရဲဘော်တယောက်ပါပါတယ်ဘိုလေးလို့ပြန်ဖြေတော့ရှိသေး ရွှေအောင်ဆိုပြီးလက်နဲ့ကြီးတလုံးကျွန်တော်တို့ဘေးကလေခွင်းနဲ့ကြလာပါရော။ဘာပြောကောင်းမလဲ။လက်နဲ့ကြီးအနားကြတာပထမဆုံးကြုံမှုတဲ့ကျွန်တော်တို့တွေလေခွင်းဘေးကမြောင်းနေခုန်ဆင်းပြီးတနက်ကလေးတွေဟိုချိန်ဒီချိန်နဲ့ကြီးနေလိုက်ကြတာ။ဘူလေးကတငယ်ချင်းတို့ပြန်တက်လာခဲ့ပြန်တန်းစီဆိုလို့တခါပြန်တန်းစီဒီရဲဘော်၃ယောက်ကကျွန်တော်နဲ့လိုက်ခဲ့ဟိုနှစ်ယောက်ကဒီအတီးတို့အဖွဲနဲ့လိုက်သွားပြီနော်ဟဲ့ကျွန်တော်တို့အရာရှိက လူထက်မခွဲဖို့မှားလိုက်ပါတယ်ဘိုးလေးလို့ပြန်ပြောတော့ရှိသေး။ရွှေအုံးဆိုပြီးတလုံးထက်ကြလာပြန်ရော။မြောင်းနေပြန်စင်းပြေးကြပြန်ပေါ့။ကျွန်တော်တို့ကသာစင်းပြေးနေတာ။ကရင်စစ်သားဦးလေးကြီးဆိုထိုင်ချပြီးစစ်လိတ်ကြီးရေးနေအောင်ဖောက်ဖွာနေတာ။အေးစစ်စစ်ပဲ။တိုက်ပွဲအတွေ့အကြုံဘလောက်များနေပြီလဲဆိုတာကြည့်။တငယ်ချင်းတို့မြ мян ပြန်တက်လား။မြ мян ထွက်ရအောင်။ခုနကကားမီးအောင်တွေ့လို့ဒီကောင်းတွေလှမ်းထုနေတာတဲ့။ တရနေ့ရပဲခွဲရမှာကတကြောင်ပလက်ဘဲတောင်ကျိုးရဲ့ဟိုဘက်အရှိဒီဘက်အရှိမှာပဲရှိနေွားကတကြောင်လက်နဲ့ကြီးခဏခဏကြာနေကြတာကတကြောင်မို့လူထပ်မခွဲဖို့စစ်ကြောင်းမှုကမှားခဲ့ပေမဲ့ကျွန်တော်တို့လူခွဲပြလိုက်ရတယ်ဒီလိုနဲ့ကျွန်တော်ကျွန်တော်ခြေထောက်ကိုစီးထည့်ပြီးခဲ့တဲ့ရဲဘော်စီသူနဲ့ရဲဘော်ကိုတက်တို့ကကရင်ဘိုလေးနောက်ကိုလိုက်သွားခဲ့ကြရတယ်သူတို့နေရာရောက်တော့ည7:00နာရီထိုးပြီးမို့ဘိုလေးကဒီတညတော့ခင်မဆောင်နဲ့တော့ရှေ့မှာတစ်ခွဲဆောင်းပေးနေတယ်တရိနဲ့အိတ်ကြပေါ်စစ်မြင်တာကဒီဘက်မှာ ရန်သူကဒီတောင်ရဲ့ဟိုဘက်မှာရှိနေတယ်တဲ့နှစ်ယောက်တည်းခွဲအိတ်ကြရတာမို့ကျွန်တော်နဲ့အတူတူကြတဲ့ကင်းရင်ရဲဘော်တယောက်နဲ့မအိတ်ခင်စကားပြောရင်းမိတ်ဆက်ဖြစ်တယ်သူ့နာမည်ကစောဝါဝါအမီလွှဲနောက်ပိုင်းကျွန်တော်တို့အဖွဲ့ရဲ့ဦးဆောင်သူကင်းရင်သားဝဝဲနဲ့မြန်မာစကားကိုရှစ်စရာကောင်းအောင်ပြောတတ်သူငပွေးတလင်းစစ်သားငပွေးတယောက်လိုက်နာရမယ့်စီကံကိုတိတိကျကျလိုက်နာသူ ငပွေးဆိုတာတော်လိုင်းရေးစစ်သားကိုပြောတာပါသူစီကနေတော်လိုင်းရေးဘော်ကောင်တယောက်ရဲ့နေထိုင်မှုပုံစံတွေကျွန်တော်လေးလာတင်ယူခွင့်အများကြီးရခဲ့တယ်မနက်၄နာရီခွဲလောက်မှာထအရင်နိုးနေတဲ့မဟာမိတ်တွေနဲ့ထမင်းဝိုင်းတဲပြီး၅နာရီလောက်မှာနှမ်းငပီးနဲ့စားခဲ့ကြရတယ်နှမ်းငပီးဆိုတာနှမ်းမန်းနဲ့လုပ်ထားတဲ့ငပီးပြကြောလို့လဲရအရင်နဲ့ရှက်လို့လဲရတယ်ဒီအစ်စ်မြေပြင်မှာတော့တော်လိုင်းရေးဘော်တွေရဲ့ပင်နိုင်ဟင်းကနှမ်းငပီးပဲပေါ်တယ်လေကူတက်တာတယ်ကုန်ကြစည်းိတ်နေတယ် မြန်ဆန်းနေကျွန်တော်လားအရင်ကငပိမကြိုက်လို့အနံ့အောင်မခံနိုင်တဲ့ကောင်းပါဗျာအခုတော့တော်လင်ရေးစစ်သားလေးဖြစ်နေပြီပဲငပိနဲ့လည်းအားရပါရတွဲနိုင်နေပါပြီခမရလို့လည်းမပူပါနဲ့ရဲဘော်ဘဝနဲ့အသားကြလာရင်စားနိုင်မှာပါငပိကြိုက်တဲ့သူဆိုပိုတော်မိုက်သေးစားပြီးတာနဲ့တောင်ပေါ်တက်ပြီးမိုင်းထောင်ကြရမှာဗျဒါကြောင့်မိုင်းတွေထမ်းပြီးတောင်ပေါ်တက်ရတာပေါ့ဩခမရမိုင်းတစ်လုံးပဲထမ်းနိုင်မှာနော်တနက်ရှောက်ဝက်နဲ့ကြီးတွေလည်းကြံသေးတာကိုဗျ မိုင်းထမ်းရတယ်ဆိုလို့ခမရတို့ကြည့်မှုတဲ့စစ်ကားတွေကလို့ original မိုင်းလေးတွေတော့မထင်လိုက်နဲ့ပြုတော်လင်ကြီးတက်တွေလीဗျာဘေကလား original မိုင်းတွေသုံးနိုင်ပါလေလက်လုံကြီးပဲပေါ့ short တိုင်မိုင်းတစ်လုံးကို20လီတာရေတံပုအလေးချိန်လောက်ရှိတယ်တိုင်မိုင်းဆိုရင်နှစ်ပိတ်သာလောက်ရှိတယ်တောင်တက်တောင်ဆက်မဟုတ်ရင်တော့ခမရမိုင်းတစ်လုံးအပြင်ပုံမထမ်းနိုင်ဘူးမိုင်းဝင်းတစ်ခါခင်းဖို့ကိုအလုံး10နဲ့ရှိရာနဲ့ရှိပြီးထောင်ရတာမျိုးဗျာ ပလဘဲတောင်ထိပ်မှာမိုင်းထောင်ထားပြီးရန်သူတက်အလာကိုစောင့်နေခဲ့ကြတယ်။ရန်သူလာစရာကနှလမ်းပဲရှိတဲ့။အခုကျွန်တော်တို့ရောက်နေတဲ့တောင်ရင်ထီတောင်နဲ့တစက်ထင်းဘေးကတောင်ရင်ဘေးတောင်ထိပ်မှာလည်းမင်းညားကခွဲထွက်သွားတဲ့ကျွန်တော်တို့ရဲဘော်နှစ်ယောက်ပါတဲ့အဖွဲတစ်ဖွဲကမိုင်းထောင်ပြီးစောင့်နေတယ်တဲ့။စောင့်နေတယ်ဆိုလို့ဒီတိုင်းလေးထိုင်နေရတယ်လို့မမှတ်နဲ့ပြု။ရန်သူတက်လာလို့နေမိုင်းကွဲတန်ကြတာနဲ့ရှော့တိုက်ပရိသတ်မိုင်းကိုခွဲအခွင့်ရသေးရင်ဂျီတပေါက်အကောင်ပစ်ပြီးဆင်းပြေးရမှာမို့ နားရောမျက်စိရောဆွင့်ထားပြီးအသင့်အနေအထားနေရတာဒါရီမဲလားဆိုတော့မဟုတ်ပြန်ဘူးဗျရန်သူစစ်ကြောင်းကနောက်ကလက်နက်ကြီးပစ်ကူနဲ့ရှေ့ကိုပြစ်ရှင်းရှင်းပင်းရင်တက်တာဗျဒီတော့အဲ့တော့ကျွန်တော်တို့တောင်ထိန်နာတဝိုက်ကိုလက်နက်ကြီးတွေ၃မိနစ်ရှာနှလုံးတွဲကြကြလာတယ်ကျွန်တော်တို့လားမင်းညကလို့မြောင်းနေဆင်းပြေးစရာမလိုတော့ဘူးလေအတွေ့အကြုံရှိနေပြီပဲရွှီးဆိုတဲ့အတန်ကြာရင်၅စက္ကန့်လောက်အရင်ရတယ်ညီကြီးမှပြားနေအောင်ဝင့်နေလိုက် အုံးဆိုတဲ့အတန်ကြားရရင်တော့ကိုကိုမထီတော့ဘူးလွတ်ပြီလေကန်ဆိုးလုံးအကြီးစွာခမရဘေးနာတဝိုက်လာကြရင်တော့အုံးတန်ကိုခမရကြားရတော့မှာမဟုတ်ဘူးကျွန်တော်လားရွှီးတန်နဲ့အုံးတန်ကြားမှာဖះလဲအာယုံပြုတ်ပြီးပြီရှစ်တော့မိမပြိုလေးကိုလည်းမြင်အောင်ပြီးပြီခမရကတော့ယုံကြမယုံလိမ့်မယ်မိုင်းခွေးနဲ့လက်နက်ကြီးကိုကျွန်တော်ဖြတ်ကျော်ခဲ့ပုံပြီဤတို့ပင်ရှိ၏ ်မနေ့ကနေညမောင်ရီပြိုးစားအချိန်အထိအစာငတ်ခံရင်ငတ်ခံပြီးရန်သူကိုစောင့်နေခဲ့ပေမဲ့တက်မလာခဲ့ကြသေးဘူးနောက်တော့တောင်အောက်ဆင်းသွားတဲ့ဗိုလ်လေးနဲ့ PDF တပွဲပါလာပြီးတကယ်ချင်းတို့သမင်းပြန်စားပြီးနားလိုက်အောင်ကျွန်တော်တို့ဒီညဒီမအိပ်ပြီးစောင့်လိုက်မယ်ဆိုတာနဲ့မောင်မဲမဲတဲ့တောင်ပေါ်ကနေပြန်ဆင်းလာခဲ့တယ်ခမည်းတော်တီထားရမှာကညဘက်ရောက်ပြီးဆိုပြီးဓမီးကိုရမ်းသုံးလို့မရဘူးဗျရန်သူတွေ့သွားနိုင်တယ်လေ မိမ့်မိန်လေးပဲသုံးရတယ်။တန်းနိုင်ရင်ဒါမှမဟုတ်ရန်သူနီးတဲ့ထင်ရရင် လုံးဝမသုံးရဘူး။ကျွန်တော်မှမိမိန်မိန်နဲ့တောင်ပေါ်ကအစင်းလိမ့်ကြသေးတယ်ဗျာ။ MA1 ကပြစ်လို့သာကောင်းတာ။တော်တိုးတောင်တက်တောင်ဆင်းကြပြောင်းရှည်လုံးတော့ဒုက္ခရောက်တယ်ဗျာ။စောဝဝကဒေသခံကျွမ်းကျင်ရဲဘော်ဖြစ်နေလေတော့ရှေ့ကနေဆင်းသွားတာမြန်လိုက်တာဗျာ။သူ့ကိုအမိလိုက်စင်းရင်မဆောက်တဲ့တနည်းအားအရောက်မှာခလုတ်တိုက်ပြီးဂျုံးခုနှစ်ပတ်လောက်နဲ့လိမ့်စင်းသွားတော့တာပဲ။ လူတကူစားအစင်းလင်းလေးဘေးမှာကကြောက်ကပါကံကောင်းပြီးလမ်းအတိုင်းလိမ့်ချလို့သာမသေးတာပေါ့ဗျာရှေ့ကစောဝဝကရှေ့ကံပြီးဖန်ထားလို့တော်ရော့တယ်ဒူးတရောင်နဲ့တကူလုံးနာကျင်ကြိုက်ခဲပြီမယ်တောင်အောက်ကိုရောက်အောင်ဆင်းပြီးယာယီဆူရဲ့ရောက်မှရဲဘော်စီသူကိုစီလင်းခိုင်းရတယ်နောက်နေ့မနက်မှာရန်သူဟာကျွန်တော်တို့အဖွဲ့ဆောင်နေတဲ့လမ်းကမဟုတ်ဘဲဘေးလမ်းကတက်လာခဲ့တယ်။ဒါပေမဲ့အသင့်ဆောင်နေတဲ့ကျွန်တော်တို့ចောင်းသားရဲဘော်နှစ်ယောက်က မိုင်းနဲ့ဧည့်ခံလိုက်သေးတယ်။ကြာဆုံးစင်းရင်တိတိကျကျမသိရပါပဲ။အထိအခိုက်များသွားတယ်ဆိုတာသိကြတာပေါ့ဗျာ။နင်းမိုင်းနှင်းမိပြီးအော်ဟစ်ဆဲဆိုတဲ့တွင်ကြားမှာဗရေဒါမိုင်းရှော့တိုက်လိုက်တာကိုဗျ။ရန်သူဟာနိုင်ဝက်လောက်သာတိုက်ရတဲ့တောင်ကုန်းလေးတစ်ခုကို၃ရက်လောက်အရှိန်ယူပြီးတက်ခဲ့ရတယ်။မိုင်းနဲ့ထိခိုက်ကြာဆုံးမှုတွေကြောင့်စစ်ကြောင်းရှိတတ်မှုအင်မတန်ကြန့်ကြာကုန်တာပဲ။ရန်သူကတောင်ပေါ်ရောက်လာပြီးမို့ကျွန်တော်တို့ကတောင်အောက်ကနေမိုင်းကွင်းခတ်ပြီးထတ်ဆောင်ရပြန်တာပဲ။ လက်နဲ့အင်အားလူအင်အားတာလုံးနဲ့ရန်သူကို အထိနောက်အောင်ဒီလိုပဲမိုင်းဆွဲလိုက်ပျောက်ကြပစ်လိုက်လုပ်ရတာပေါ့ဒါကြောင့်လဲအင်အား300လောက်နဲ့တက်လာတဲ့ရန်သူစစ်ကြောင်းဟာသူတို့ရီရွာဌာနကို ရောက်တဲ့အချိန်မှာဆယ်ကနန်းလောက်ပဲကျန်တော့တာပေါ့ရန်သူကလက်နဲ့အင်အားဘလောက်တာလဲဟုတ်လားတောင်ထိပ်မှာထိုင်နေတဲ့အကြမ်းဖက်စစ်တပ်ကတောင်အောက်ရေခတ်ဆင်းမှုကိုလက်နက်ကြီးတွေနဲ့ပြင်းပွိုင်းဖိုက်ဆက်လက်နက်ကြီးနဲ့စတိုက်ပြင်းကာဘာလောက်ပြီးရေခတ် ရေခတ်ပြီးတော့လဲဒရဇက်မနာပဲပြင်ရင်ပြန်တက်သွားနိုင်တာပဲကျွန်တော်တို့မှခေါင်းတော်မဖော်နိုင်ဘူးဒီလိုနဲ့တောင်အောက်ကစောင့်ပိတ်ထားကြရင်တညနေမှာရန်သူစစ်ကြောင်းဟာပလက်ဘေးရွာထဲဝင်ဖို့ဆင်းလာကြပြီရွာနဲ့တောင်ချေကြားကလဲဝင်းဆက်တွေတောဆက်တွေမှာဖြန့်ဆောင်နေတဲ့ကျွန်တော်တို့ပျောက်ကြားတက်တွေကစောင့်ပစ်လိုက်တာအဲ့ဒီညနေခင်းဟာတနတ်တန်မိုင်းတန်40မမတန်60မမတန်နဲ့ RPG တန်တွေပွက်လို့ရိုက်နေတော့တာပဲပြုတ်ကျွန်တော်တို့တစ်ဖက် ကျွန်တော်တို့အဖွဲကပြစ်ဆုပ်ဆုပ်ပြီးတောဆက်ကရှိုးတစ်ခုထဲမှာအကုံအတံပြောက်ဝင်နေကြတာပေါ့ဗျာအဲ့ဒီအချိန် PDF ရဲဘော်တယောက်ကတိုက်ပွဲထဲမှာပြင်းရင်ကြီညက်သွားတဲ့သူတနတ်ကို မောင်းတဆွဲဆွဲနဲ့ကြီရှင်းနေတယ်ဘိုးလေးကအတံမထွက်ဖို့လှမ်းအောင်ပြောနေတော့ကြည်ရှင်းရင်မတော်တဆကြည်ပေါက်ထွက်သွားတယ်။တနတ်တန်ထွက်သွားတာမို့ရန်သူကကျွန်တော်တို့ဝင်းနေရဘက်ကိုလက်နဲ့ကြီးတွေနဲ့ပြစ်ပါရောလား။ ဝင်နေတဲ့ရှို့အရှိလေးကို60မမနှလုံးရှို့အနောက်ခက်လန်းလန်းကိုနှလုံးကျလာပါတယ်။ကံကောင်းလို့သာတယောက်မှအထီးခိုက်မရှိခဲ့ကြတာ။ကြောက်ကြရဲ့အားသာချက်တွေပေါ့ဗျာ။အဲ့ဒီညနေထိတွေ့တိုက်ပွဲမှာကျွန်တော်တို့ဘက်ကအထီးအခိုက်အကြအဆုံးမရှိခဲ့ဘူး။အကြံဖက်စစ်တပ်ဘက်ကတော့စစ်ကြောင်းလမ်းပြ BGF စစ်သားစကားစနေကြဆောင်တက်တကောင်ကြာသွားတယ်လေ။အလောင်းကိုရန်သူပြန်မကောက်နိုင်ခင် AK တလက်ជី၃ပေါင်းနဲ့ WY မူရစေဝါတချို့ကိုကျွန်တော်တို့သိမ်းဆဲနိုင်လိုက်တယ်။ဒါပေမဲ့လည်းလက်နက်အင်အားလူအင်အားတာလုံနေတဲ့အကြမ်းဖက်စစ်တပ်ဟာပလဲပဲရွာတဲကိုမရမကတိုးဝင်လာတာမို့ကျွန်တော်တို့နောက်ဆုတ်ပြီးရင်တပ်တွေကိုဖြန့်ထားခဲ့ကြရတယ်။ဒါဟာရှုံးနှိမ့်လို့နောက်ဆုတ်ပေးတာမဟုတ်ဘူးနော်။ပျောက်ကြားစစ်ရဲ့သဘာဝပဲ။ရန်သူကိုအမှဲ့ရွှေရွှေရင်ကိုယ့်ခွင်နဲ့မောင်းသွင်းနေတာသာဖြစ်ကြောင်းခမရတို့သိဖို့လိုမယ်။ကျွန်တော်တို့လည်းအဲ့ဒီညတော့ရန်သူအရှိန်အဟုန်စောင့်ကြည့်ရင် ပလဘေရွာရဲ့ခက်လန်းလန်းကလက်ပံပင်ကြီးရဲ့အောက်မှာအနားယူကြတော့တာပေါ့ဗျာဒီနေရာမှာတိုက်ပွဲအပြီးကျွန်တော်ရဲ့အနားယူနည်းကိုပြောပြရအောင်မယ်ကျွန်တော်ကတော့ဖုန်းကိုထုတ်မှတ်တမ်းရေးလွမ်းမောစရာတပ်ပုံတွေကြည့်စာရီဖတ်ရှေ့ရသူအတွက်ကြပြားရီဆက်ပြီးအနားယူတာပဲဗျတိုက်ပွဲတွေဘလောက်ပင်ပန်းခဲ့ပါစေအဲ့လိုအနားယူလိုက်ရင်အမောကိုပြေလို့မယုံရင်ပုံမြင်မှတ်ကြဖို့ဗျာ နရှင်နောင်တို့မြောက်ရီမင်းကြီးဦးစားတို့တော်စစ်တိုက်ရင်တိုက်ပွဲတဲ့ရတုတွေလင်္ကာတွေဖွဲ့ကြသေးတာပဲဗျာကျွန်တော်လိုတော်လိုင်းရဲဘော်လေးတယောက်အနေနဲ့တိုက်ပွဲနာတော့ရှေ့ရသူအတွက်ကြပြရီဆက်တာမဆန်းပါဘူးခမားတို့လည်းခမားတို့နီခမားတို့ဟန်နဲ့အနားယူကြအောင်ဘာလို့ဆိုခမားတို့ကရန်သူအထိုင်စခန်းကိုလည်းပျောက်ကြားပစ်ခဲ့ပြီးပြီနေရောညပါစိတ်ရှိရှိပင်ပင်မမဆောင်းဆိုင်ရင်လှောက်ရှားတိုးဝင်လာတဲ့ရန်သူစစ်ကြောင်းကိုလည်းပျောက်ကြားခဏခဏပစ်ခဲ့ပြီးပြီ တိုက်ပွဲအတွေ့အကြုံအတော်အသင့်ရနေပြီမို့နောက်တစ်ခေါက်ဆိုရင်းဆိုင်စစ်ပွဲကြီးကြီးမားမားတိုက်ရတော့မှာဗျဟုတ်ကဲ့အခုထိနားဆင်ခဲ့ရတာကတော့မြွေဦးရဲ့စစ်ဖက်နယ်ရှေးဟာများအပိုင်း၄ပဲဖြစ်ပါတယ်နားဆင်သူတို့အနေနဲ့အပိုင်း၄ကိုနားဆင်နေရင်ဘလိုရီများခန်းစားချက်တွေရှိလဲဆိုတာကျွန်တော်တို့ကိုကွန်မန့်မှာပြန်လည်မျှဝေပေးနိုင်ပါတယ်ကျွန်တော်ကတော့ရင်ခုန်စိတ်လှုပ်ရှားနေပါတယ် ဒီတိုက်ပွဲမှာကျွန်တော်တို့တော်လိုင်းရေးရဲဘော်တွေဘလိုမျိုးတွေကြုံတွေ့ရမလဲဆိုပြီးကျွန်တော်ဖယင်းဖယင်းနဲ့ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်ဒါပေမဲ့အပိုင်းလေးမှာတော့တအုပ်တလေးမှာအထီးခိုက်အကြဆုံးမရှိဘူးဆိုတော့ဝမ်းသာရပါတယ်ဟုတ်ကဲ့နောက်ထပ်အပိုင်းကားကိုဆက်လက်ဆောင်မြောနှาศင်ပေးပါ CDM FN ရဲ့ YouTube Channel ကိုလည်းလာရောက်လည်ပတ်ဖို့အတွက်ဖိတ်ခေါ်ပါတယ်